အရကရိုဟင်ဂျာကယ်တင်ရေးတပ် ARS စီကောင်းဆောင်အတာဥလာပါဝင်အဖွဲ့ဝင်တချို့ကိုဘင်္ဂလားဒေ့ရှ်ရဲ့တပ်ဖွဲ့ကဘင်္ဂလားဒေ့ရှ်နိုင်ငံဒါကာမြို့အနီးမှာမလ18ရက်နေ့ကဖမ်းဆီးခဲ့တယ်လို့ဘင်္ဂလားဒေ့အခြေစိုက်သတင်းဌာနတွေကကြေတာဖော်ပြနေကြပါတယ် ARS စီကောင်းဆောင်အပါဝင်အဖွဲ့ဝင်ငါးဦးထံမှနေဖမ်းဆီးခံခဲ့ရတာဖြစ်ပြီးသူတို့ကိုဘင်္ဂလားဒေ့ရှ်ရဲ့တပ်ဖွဲ့ရဲ့အကြမ်းဖက်မှုနဲ့ရာဇဝတ်မှုတိုက်ဖျက်ရေးထူးတက်ဖွဲ့

အဓိကပါဝင်ပတ်သက်နေတဲ့ဆိုရယ်ဆွဲချက်တွေပါဝင်2022ခုနှစ်နိုဝင်ဘာလကဘင်္ဂလားဒေ့ရှ်ထောင်လန်းရေးအရာရှိတအုပ်ကိုတပ်ဖြတ်မှုနဲ့အတက်ဦးလာကိုဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေဘက်ကတရားစွဲဆိုထားတာလည်းဖြစ်ပါတယ်။ DARSA ခေါင်းဆောင်တွေကိုဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကနှစ်ပေါင်းများစွာဖမ်းဆီးနိုင်ရင်ကြိုးပမ်းနေကြတာပါ။ထောင်လန်းရေးသတင်းတွေကြောင့်မလ18ရက်နေ့မှာဖမ်းဆီးနိုင်ခဲ့တာလို့လည်းသတင်းတွေမှာဖော်ပြပါဗျာ။ဒီလိုဖမ်းဆီးနိုင်မှုဟာ င်္ဂလားဒေ့ရှ်မြန်မာနယ်စပ်ဒေသလုံခြုံရေးအတွက်အရေးပါတဲ့ဖြစ်ရပ်တစ်ခုလို့လည်းဆိုထားပါဗျာ။အရကန်ရိုဟင်ဂျာကဲတရေးတန်းလို့နာမည်ပေးထားတဲ့ ARSA ဟာရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ဘင်္ဂလားဒေ့ရှ်မြန်မာနယ်စပ်တချောက်မှာအဓိကလှုပ်ရှားနေပြီး ိုဟင်ဂျာလူမျိုးတွေရဲ့အခွင့်အရေးကိုကာကွယ်ဖို့နဲ့ဖိနှိပ်မှုတွေကိုတိုက်ဖြတ်ဖို့ရည်ရွယ်ထားတယ်လို့သူတို့ကိုယ်တိုင်ပြောဆိုထားပါတယ်။ ARSA ဟာ2016ခုနှစ်အောက်တိုဘာလဘင်္ဂလားဒေ့ရှ်မြန်မာနယ်စပ်မှာစစ်စင်ရေးတွေစတင်ခဲ့ပြီးအများပြည်သူမြင်ကွင်းရှိကို ပထမဆုံးရောက်ရှိလာခဲ့တာပါ။ဒေတာအတွင်းမှာလှုပ်ရှားမှုတွေရှိခဲ့ပေမဲ့အဖွဲ့ဝင်အင်အားအများအပြားတုံးပြီး2018ခုနှစ်အောက်တိုဘာ25ရက်မှာမြန်မာနယ်စပ်ဆောင်ကင်းစကန်30ဝင်းချင်းကို စတင်တိုက်ခိုက်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုတွေကြောင့်ပဲမြန်မာစစ်တပ်ဟာရခိုင်ပြည်နယ်မြောက်ပိုင်းမြန်မာဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက်မှာနေမြေရှင်းလင်းရေးတွေလုပ်မယ်ဆိုတဲ့ကောင်းစဉ်နဲ့နှိမ်နှင်းရေးတွေပြုလုပ်ခဲ့ပါတယ်။ဒီလိုနေမြေရှင်းလင်းရေးတွေနဲ့စီးရဲလှရှားမှုတွေကြောင့်ပဲလူပေါင်းများစွာတေကြည်ပျက်စီးခဲ့ရတယ်လို့တိုင်းနဲ့ချီတဲ့ရိုဟင်ဂျာလူမျိုးတွေဟာဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကိုထွက်ပြေးခဲ့ကြရပြီးလက်ရှိအချိန်ထိနေရရင်းကိုပြန်လာနိုင်ခြင်းမရှိသေးဘူးလို့ လူခွင့်လှုပ်ရှားနေတဲ့ဖွဲ့ရဲစစ်တမ်းတွေရသိရပါတယ်။ ERSC အဖွဲ့ဟာလက်ရှိမှာလည်းဘင်္ဂလားဒေ့ရှ်မြန်မာနယ်စပ်တစ်လျှောက်ကဒုက္ခသည်စခန်းတွေမှာရောရှက်နေထိုင်နေပြီးဒီစခန်းတွေအတွင်းလက်ဆန်ညှဉ်းပန်းတာငွေညှဉ်းတောင်းခံတာဓမြတိုက်တာစစ်အင်အားစုဆောင်းတာတွေနဲ့လူတက်မှုဖြစ်စဉ်တွေမှာအဓိကပါဝင်ပတ်သက်နေတာကြောင့်ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ICC နဲ့ပူးပေါင်းပြီးလိုအပ်တဲ့တရားစွဲရေးယူမှုတွေလုပ်တင်နေလို့ လူခွင့်ရေးဆောင်ရွက်နေတဲ့ဖွဲ့တွေကထောက်ပြနေကြပါဗျ။